ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ6ရက်နေ့ရက်နေ့14ရက်တွင်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရေမှန်းချက်စစ်အောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်အပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေဆက်ဆက်တွေဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွားတခါမှမလုပ်ဘူးတဲ့အလုပ်လုပ်ရနိုင်မယ်ဆုံးဖြတ်ချက်တွေမှန်မယ်ရေမှန်းချက်တွေအောင်မြင်မယ်ခက်ခဲအောင်ကြော်လာနိုင်မယ် ဥတီလိုက်တဲ့တိုက်ခန့်စီမံမဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်သွားမယ်ချက်ချင်းဆုံးပြတ်ပြီးရှေ့တုံးလုခဲ့တာကောင်းတယ်စေစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွင်းကောင်းတွေလက်လုံးကျဖြစ်သွားတာမျိုးကြုံမယ်ချက်ချင်းဆုံးပြတ်ဆုံးပြတ်ချက်မှန်းကုန်မှန်ရမယ်ဗီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့ လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။ဒီကလအတွင်းမှာရှင်းရနေရတော့အရာရာစင်ပြေသောနေတိုင်းနဲ့တွေ့တဲ့တဲ့ကံတွေပေါ်ပြီးတော့လိုရာပြည့်စုံမယ်။ကိုယ့်ရဲ့နေမှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲများဖြေရှင်းနိုင်ခြင်းကိုကြောက်မယ်။ ဆယ်ရက်နေရရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တယ်။လာပြည့်နေ့နေုံလာပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှာဆိုင်တာ။ဓမ္မသခိုးဘေးဥပ္ပါနေကင်းတယ်။နောက်အိအိုးနဲ့ဖြစ်စေမြေရင်ဖြစ်စေပတောက်ပင်တပင်ရှေ့မှာဆိုင်ရလေရ။ထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်။နေုံလာပြည့်နေ့ကပတောက်ပင်ဆိုင်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ပတောက်ပင်ဆိုင်တဲ့ရဲ့ ဒီတနေ့လုံးမှာမှတရဖြစ်ရှိအဲ့ရမှာစိုက်တယ်ထူကြတဲ့ကံကိုရှိတယ်။နောက်လာပြင်းနေနေငံနေနဲ့တိုက်ဆိုင်တယ်။လက်ပွင့်ရောင်းကောင်းစေတဲ့ရတရားစီရင်လုပ်လို့ရတယ်။ညနေ3နာရီမှာတော့ရမယ်။10နာရီကျွန်းနာစည်းပင်တပင်ရဲ့ရှေ့တောင်ကန်ကဈေးကန်ကိုဖြတ်ဈေးကန်ခဲရလုံးသာသာလောက်ဆိုရင်ကိုရတယ်။ရှင်းနေမှတရားဖြတ်အခောက်ခွာရွှေရောင်တော့ လက်ဝင်ကံပွင့်စေတဲ့အဆောင်ဖြင့်ဆိုင်တို့အလုံးညာတို့မှထားရောင်းရင်သာရှိထိတွေ့ပြီးအမြန်ထွက်စေတွင်စေဆိုရောင်းထွက်တယ်လက်ဝင်ကံပွင့်စေတာစတရနေ့မှာတော့အင်းနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိပဲတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လုံးတည်လုံးအောင်စတရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရဆင်ပြေမယ်စသောနေ့ငွေချေးကလက်လာဘကစီဘကံကောင်းတယ်၁၄နှစ်မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့ အရာရာစင်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကို ဖြစ်ပေါ်စေတဲ့ကတ္တမကောင်းတဲ့တောတဲ့ဘုံကောင်းတွေကိုရရှိမှာဖြစ်တယ်။တနည်းလာရင်ကစနေမွေးသူတွေကောင်းကျိုးပေးတယ်။တောက်ကြနေတနည်းကတွေတွေဝေးသူများကြောင့်စိတ်အောင်ရှက်ဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေကျိုးပေးပါတယ်။အနဲ့ရောင်ပြာရင်ရောင်မိခိုးရောင်ဒီရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေ ကောင်းခြင်းကံတွေရဖို့အတွက်အနိယံပန်းပွင့်ဖရာလူပြီးလောရဆူတောင်းပြပါဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်